နိုင်ငံတော်တွန်လိုင်းအင်အားစုတွေရဲ့အချိန်မြင့်ထိုးစက်တွေကြောင့်စစ်ရေးအရရှုံးနေတဲ့စက်ကောင်စီအားတက်စခန်းတွေထပ်ပြီးတော့လက်မလွှဲရရေးနဲ့တံပြန်တိုက်ခိုက်ရေးတွေအတွက်ရှေ့တန်းစစ်မျက်နှာပြင်ကိုစစ်မှုထမ်းတပ်သားတွေကိုစေလွှတ်နေရပါတယ်။ထန်နလီထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရရေးဂျိုးပွားနေတဲ့တိုက်ပွဲတွေမှာစစ်မှုထမ်းအပတ်စဉ်ရှောင်းနေခွနဲ့ကတိုက်ပွဲအတွေ့အကြုံလာပိုင်းသာရှိသေးတဲ့တပ်သားတွေအများကြီးအသုံးပြနေတယ်လို့စက်ကောင်စီလော်ဘီ channel တွေကိုကြည့်ရင်သိနိုင်ပါတယ်။ စကောင်စီကနောင်ရှိုတိုက်ပွဲမှာအတွေ့အကြုံနေပါတဲ့စမူတန်တတားတက်တွေကိုအဓိကအုံပြတိုက်ခတ်နေတာကြောင့်အကြအဆုံးများပြားနေတယ်လို့နောင်ရှိုမြို့နယ်ကမြေပြင်စစ်ရေးတရင်ရင်းမြစ်တအုပ်ကပြောပါတယ် ရခိုင်မြို့သိမ်းတိုက်ပွဲတွေမှာလည်းစက်ကောင်စီဟာထိန်းရှုံမျိုးတွေကမွတ်စလင်တွေကိုအတင်းအဓမ္မစမှုထမ်းခေါ်ဆောင်ပြီးတော့စက်တင်နံပေးပြီးနောက်အေအေးရဲ့ထိုးစက်တွေကိုခုခံဖို့အသုံးပြုခဲ့ပါတယ်။ရသက်တောင်မောင်တော်မြို့သိမ်းတိုက်ပွဲတွေမှာစက်ကောင်စီရဲ့စက်တင်နံစစ်မွတ်စလင်တပ်သားတွေပါဝင်ခဲ့တယ်လို့အေအေးကတပ်ပုံရုပ်တံဖိုင်နဲ့တကွာထုတ်ပြန်ခဲ့တယ်လို့ဘုဇတောင်မြို့သိမ်းတိုက်ပွဲမှာလည်းစက်တင်နံစစ်မွတ်စလင်တွေပါဝင်ခဲ့တာကို DMG ရဲ့မိပြန်ကွင်းစင်းမှုအရသိခဲ့ရပါတယ်။ လက်ရှိကြောက်ဖီမျိုးနယ်မှာလည်းမေလနောက်ဆုံးအပတ်ကအေအေထဖန်းစီခံရတဲ့စစ်ကောက်စီတပ်သားတွေထဲမှာစစ်မှုထမ်းတပ်သားတွေအများစွာပါဝင်တယ်လို့အေအေရဲ့စစ်ရေးတရင်ရင်းမြစ်တူကပြောပါတယ်။ အကျွန်တော်ကြုံခဲ့ရတာဆိုရင်ဒီကြောက်ဖြူတိုက်ပွဲကစစ်မှုထမ်းတက်သားတက်လေးတွင်ပေါ့လေနော်တို့ရယ်ဆိုရင်တနက်တောင်ကောင်းကောင်းဒီမပစ်တက်ဘူးအအလင်းဝင်လာတဲ့ဒီစစ်မှုထမ်းကောင်းလေးတွေကိုမေးကြည့်ရတလို့ပေါ့လေနော်တချို့ကစပင်းညက်ဆိုင်မှာတချို့ကတက်တူးထိုးတဲ့ဆိုင်မှာအဲ့လိုမျိုးအဖမ်းခံရပြီးတော့စစ်မှုထမ်းပို့ဆောင်ခံရတာပေါ့ပြီးတော့ဒီအရှိခမ်းစစ်တင်တဲ့နလတက်ပြီးတာနဲ့ဟိုကြောက်ဖြူစစ်ညက်နာကိုပို့ဆောင်လိုက်တာလို့တို့ကတော့အဲ့လိုပြောတယ်ပေါ့လေနော်ဒီကိုရောက်တော့ကျွန်တော်တနက်လည်းမပစ်တက်ဘူးဘသူကမှလည်းမပစ်ခဲ့ဘူးဆိုပြီးတော့အဲ့လိုမျိုးပုံစံ န်နဲ့အလင်းဝင်လာကြတာအပေါ်လေနော်အဲ့လိုမျိုးတော့သိရတယ်အောင်စကောင်စီကစမုထန်ဥပဒေကိုအတန်သွေးပြီးနောက်မှာတော့လူငယ်တွေကိုအတင်းအဓမ္မဖန်စီပြီးဆက်တင်နှံပေးနေပြီးတော့လက်ရှိမှာတော့စမုထန်တင်နှံအပတ်စဉ်73ခုအထိရှိလာခဲ့ပြီးဖြစ်ပါတယ်စကောင်စီအတွက်စက်မီပြီးမှအတွေ့အကြုံရှိပြီးတိုက်ရိုက်ခိုက်ရိုက်ကောင်းတဲ့တသားအရင်အမြက်ဆုံးရှုံးလာတာကြောင့်တသားလိုအပ်ရှင်မြင်တက်လာပါတယ်အဲ့ဒါကြောင့်လူငယ်တွေကိုအတင်းအဓမ္မဖန်စီပြီးစမုထန်အပတ်စဉ်တွေကိုမပြတ်တမ်းလုပ်နေရတာပါ ဲ့ဒီလိုအတင်းအာဓမတသားဆုဆောက်ခံရသူတွေကိုစိုက်ဝါခေါ်စိတ်သက်ဆက်ဆင်ရေးတွေရိုက်သွင်းပြီးတော့စက်မြေပြင်ကိုပို့ဆောင်နေတာအပြင်ပြည်သူတွေကိုအကြမ်းဖက်တဲ့လုပ်ရက်တွေကိုစေခိုင်းထားတယ်လို့စည်ရေးလေးလာဆောင်ကြည့်သူတွေကပြောကြပါတယ်ဆက်လက်ပြီးတော့စီရီယံဘူဂျီဇင်ရောတုံသက်တာကအာနာမသိန်းခင်10နှစ်လောက်ကလေးကစစ်တပ်မှာအရှာပါဆုံးကတသားဖြစ်ပဲပတ်စံပေးဝယ်တာကိုပဲတော်တော်ရှာရှာပါပါနဲ့ရတဲ့အနေထားမှာသွားတွေ့ရတယ်ဗောနော်အဲအဲ့တော့သူတို့ရဲ့တပ်တွင်းအင်ကလုံးဝကိုပဲ ြက်သုံးသွားတဲ့အနေအထားမျိုးဖြစ်လို့ဒါအခုဒီလူငယ်တသားတစ်တွေကိုရတဲ့နေရာကနေဇွတ်ခေါ်ပြီးတော့တုံးနေရတာသူတို့တက်တွဲမှာကအဓိကပေါ့နော်မန်းမန်းလို့ခေါ်တဲ့ကျွန်တော်တို့ဒီစစ်တီအရင်မြစ်တွေလုံးဝကုံဆုံးသွားပြီပေါ့ဒါကြောင့်ဒီတက်သားတစ်တွေနဲ့ကြားကန်ပြီးတော့အင်အားဖြည့်နေရတဲ့အနေအထားလို့ပြောရမှာဖြစ်ပါတယ်တက်တစ်တွေကိုဘယ်လိုဆိုင်ဝါးထည့်လဲဆိုတော့တေချာတာကတော့ဒီကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကိုအကြမ်းဖက်တယ်လို့သူတို့ကသမုတ်တယ်ဒါကြောင့်ဒီနိုင်ငံတော်နဲ့ တက်မတော့ပျက်စီးမှာဆိုးတဲ့အတွက်အဲမဖြစ်မနေပေါ့နော်မတ်စတူတာဝန်ရှိရမယ်မင်းတို့စစ်သားတွေတိုက်ကိုတိုက်ရမယ်ပေါ့နော်နိုင်ငံသားတိုင်းရဲ့တာဝန်ဆိုပြီးတော့အဲ့လိုမျိုးစကလုံးနေနဲ့စိုက်ဝါးထဲ့ပါတယ်ပြီးရင်စစ်မြေပြင်မှာရန်သူကိုတက်တက်ကိုတက်ရမယ်ပေါ့နော်သူမတက်ရင်ကိုယ်ကိုတက်မယ်ဆိုတဲ့အနေအထားမျိုးပေါ့လက်နက်ချအညာခံတဲ့ဟာတွေကိုလည်းဆက်ဆံတဲ့ဟာမှာအဲတက်ဖို့အထီးပဲသူတို့ရန်သူတနက်ကင်ထားတဲ့သူမှန်သမျှကိုတက်မယ် တနက်ကင်မထားတဲ့ပြည်သူကိုလည်းပြည်သူတွေကလည်းမယုံအောင်မင်းတို့လိုတစ္ဆာဆိုထားတဲ့စစ်သားတွေမဟုတ်ဘူးအဲ့တော့အရသားတွေကိုလည်းလုံးဝမယုံအောင်ဆိုတဲ့မိုင်းဆန်မျိုးတွေတေချာပေါက်ရိုက်သွင်းနေတာဖြစ်ပါတယ်ခင်ဗျာစစ်မှုထမ်းတပ်သားအသက်တွေကိုတိုက်ခိုက်ရေးအတွက်မဟုတ်ပဲရဲရွာဒေသလုံခြုံရေးအတွက်ပဲအသုံးပြုမယ်လို့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်2024ဖေဖော်ဝါရီ15ရက်နေ့မှာစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့ပါတယ် ဒါပေမဲ့လည်းလက်တွေ့မှာအတင်းအဓမ္မစမူထန်ဆူဆောင်းခံရသူတွေဟာစက်ကောင်စီရဲ့စိုက်ဝါရိုက်တင်ခံရပြီးတော့ခြေတန်းစမျက်နှာပြင်မှာတိုက်ခိုက်နေရတာပါစကောင်စီကစမူထန်ဥပဒေကိုအသုံးပြုပြီးတော့ပြည်သူတွေကိုဖမ်းဆီးတာစမူထန်အကျုံးဝင်သူတွေရဲ့မိသားစုဝင်တွေစီကငွေညက်အကြက်ကင်တာစမူထန်တင်နန်းစင်းတွေကိုစက်တိုက်ခိုင်းနေတာတို့အပေါ်လူခွင့်လှုပ်ရှားတဲ့အဖွဲ့အစည်းတွေကရှုတ်ချထားကြပါဗျာ။ 45ရက်ရဲ့ပြည်ကရ2024ဩဂတ်စ်လကထုတ်ပြန်ရှိမှာစကောင်စီကဘူးတော်မျိုးကမွတ်စလင်လူငယ်တွေကိုအတင်းအဓမ္မစမှုထမ်းဖို့ဖန်ဆီးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အသက်16နှစ်ကနေ35နှစ်အတွင်းရှိလူငယ်တွေကိုစည်ရည်ပြူဟာတရက်အနေနဲ့ကျင့်သုံးပြီးတော့စမှုထမ်းစေခိုင်းနေတာဟာလူသားမျိုးနွယ်စုပေါ်ကျွလွန်တဲ့ရသဘောမှုမြောက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဝန်ကြီးဌာနက April 28ရက်နေ့ကထုတ်ပြန်ထားပါတယ်။ စမုထန်တသသက်တွေအနေနဲ့စက်ကောက်စီလက်ထဲကနေလွမြရရဲ့အတွက်ဆက်သွယ်အကြောင်းကြားပြီးဝင်ရောက်ခလုံးနိုင်တယ်လို့ပြည်သူရင်ခွင်အဖွဲ့ကတိုက်တွန်းထားပါတယ်ခင်ဗျာ။